င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းတိုင်းနဲ့တိုက်ခိုက်ရစွာအောင်ကိုမလေးရှားနိုင်ငံကွာလာလမ်းပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ကတော်ပြောမြန်မာဂျမ်ဖတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းတိုင်းနဲ့အတိုက်ခိုက်ရစွာအောင်ကိုမလေးရှားနိုင်ငံကွာလာလမ်းပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတော်ပြောဆိုရတယ် အာဆီယံကထမလေးချားနိုင်ငံအနေဖြင့်တိုင်းဒေသလူနယ်စု29ဖွဲ့အတိုက်ခံရသူများအလုံးကိုအားလုံးပါနဲ့တွဲဆောင်ဆွေးနွေးမှုလောက်ဆောင်နိုင်အတွက်မလေးရှားနိုင်ငံကိုရွေးကောက်ပွဲမတိုင်မီဖိတ်ကြားမိဖြစ်ကြောင်းမြမအရေးကိုဖြစ်ရှင်းနိုင်မြမကိုယ်တိုင်ဥစားမိဖြစ်ကြောင်းရွေးကောက်ပွဲသို့လေ့လာဆောင်ကြည့်သူတွေစေလို့ရစစ်တဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေသေးတာဖြစ်ကြောင်း၎င်းကဆိုရင်တွဲဆောင်ဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုကိုညီတဲ့ဆက်ပေးနိုင်မှုကျွန်တော်တိုက်တော်နေမြမနိုင်ငံရေးကိုမြမနိုင်ငံသားတွေကိုယ်တိုင်ဥစားမိလောက်ဆောင်မှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ် ကပြောတယ် မြန်မာဂျက်ဖတ်စစ်တပ်နေပြအဆင်ပုံသဘောတူညီချက်ကချက်ကိုကောင်တွေဖော်ရပြက်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်ဆောင်တွေကအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်စည်းဝေးတဲ့တရားခွင်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ချက်ကြေညာချက်ထုတ်ပြန်နေ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအော်တိုဝါ26ရက်နေ့အာဆီယံနိုင်ငံကြားရေးဝင်ကြီးများအစည်းအဝေးပြီးအချက်28ချက်ပါမြန်မာရေးဆွေးနွေးကြကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးရင်းကြေညာချက်မှာအဓိကအချက်များအနေဖြင့်မြန်မာစစ်တပ်ကအာဆီယံပုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိတဲ့အကောင့်အထက်ပေါ်တိုးတက်မှုတွေမလောက်ဆောင်သေးလျှင်အာဆီယံထိပ်သီးစည်းဝေးနဲ့နောက်ဆက်တွဲဆက်ဆက်စည်းဝေးတွေမှာမြန်မာစစ်ကောင်စာနဲ့တရားခွင်ပြုမှုမဟုတ်ပဲနိုင်ငံရေးကိုစားမပြုသူကတရားခွင်ပြုမှုဖြစ်ကြောင်းသိရတယ်။ ထို့ပြင်အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးရဲ့ကြေညာချက်မှာရွေးကောက်ပွဲတွေမကျင်းပမိနိုင်တဲ့အကျင့်တဲကိုဖြစ်ရှင်ပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထက်ပေါ်ပြီးအကြံဖတ်မှုတွေကိုရပ်တန့်အမိဖြစ်ကြောင်းထုတ်ပြန်ကြေညာတယ်။ဆက်လက်ပြီးတောင်တာနဲ့ရွှေဘုံမြို့နယ်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုစစ်သားနဲ့အုပ်သိမ်းဆောင်ပြီးတနက်တလနဲ့ခဲများတင်စီရရှိမန္တလေးတိုင်းတောင်တာမြို့နယ်မှာဂျပန်စစ်တပ်တိုက်ခြားတပ်ဆွဲတိုင်းစစ်တပ်စခန်းကထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်သားနှုတ်နေရတဲ့ပွဲချင်းမိသိမ်းဆောင်ပြီးတနက်တလနဲ့ခဲများတင်စီရမိခဲ့ကြောင်းအမတ်၈၁၅တပ်ဖွဲ့နောက်မြောက်စစ်ဒေသမှာတာဝန်ရှိသူကပြောတယ်။ အော်တိုဘားလာ29ရက်နေ့ညနေပိုင်းတောင်တာမြို့နယ်မှာဂျပန်စစ်တပ်ထိုင်းခြားတပ်ဆွဲထားအကင်းစကန်ကထွက်လာတဲ့စစ်ကြောင်းကိုဒေါ်လိုက်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတော့တိုက်ခိုက်မှုတွေဂျပန်စစ်ကောင်စီဘက်ကစစ်သားနှုန်းနေရတဲ့ပွဲချင်းမိတိတ်ဆောင်ကကြည်တရီမျိုးစားတနတ်တလန်နဲ့ကြည်ချိုတိတ်စီယာမီကဒေါ်လိုက်ရဲဘော်တွေထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်စစ်ခွေးနှောင်းလုံးနေရာတွေပွဲချင်းမိတိတ်ဆောင်ခဲ့ပါတယ်ကျွန်တော်ရဲဘော်တွေထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူလူမျှရေးတပ်တော် မြင်းကြက်ကဲအပွဲတို့ကပူပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ပါတယ်အလားတူသခိုင်းနိုင်ရှင်ဘုံမြို့နယ်ရှားတွဲမှာထွက်လာတဲ့အကြပ်ဖက်စစ်တပ်စစ်ကြောင်းကို drone နဲ့တိုက်ခိုက်ရမှာစစ်တပ်ဘက်ကတိုက်ခိုက်မှုရှိခဲ့ကြောင်းစာမဏီ drone တပ်ဖွဲ့တိုင်းကပို့တိုက်ခါကပြောတယ်အော်တိုဘာလ၁၈ရက်နေ့ရှင်ဘုံမြို့နယ်ရှားတွဲမှာထွက်လာအင်အားတရာဝေးခြင်းရှိတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့တွေက drone နဲ့တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွေဂျပန်စစ်ကောင်စီဘက်ကတိုက်ခိုက်သိမ်းဆုံးမှုများပြီးအရေးအတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်း စစ်စင်တွေရှေ့ဖို့ရှိစစ်တပ်တရင်တွေကိုလက်နက်ကျင်တဲ့ရန်တပ်ပြစ်ခတ်ပြီးဝိုက်တွဲလေရင်နဲ့ကိုကြိတ်ပုံစက်ခဲ့ကြောက်တရားရယ်စစ်ခွဲတေစင်ကတော့စင်တီကြထုတ်ပြောလို့မရထိခိုက်များရပဲပြောရမယ်စစ်ကြောင်းတွေကမခွာပဲနေတဲ့တရင်တွေအတီးကြမထုတ်ပြန်နိုင်သေးပါဘူးစစ်ခွဲတွေရဲ့ထိခိုက်မှုတွေတီးကြမတင်ပေးသေးဘူးမြို့ရဲပြောင်းဝင်ပြီး၂၁ရက်နေ့ကစစ်ကြောင်းပြန်ထုတ်လာလို့စာမဏိတော်တပ်ဖွဲ့တော်ကပို့တိုက်ကကပြောတယ်စစ်စင်ရဲ့တိုက်ခိုက်မှုကိုစာမဏိတော်တပ်ဖွဲ့ ဖုန်းနဲ့ဝင် black code drone တစ်ဖက်တော့ကမဟာမိတ်တင်တဲ့တို့ပေါင်းလုံးဆောင်ခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ရွှေကုတ်ကိုမြစ်တဲ့ပါဝင်များတွေရှေ့ကြောပြလောင်ကများအလုံးစိတ်ပူရမလို့ပဲပုံမှန်တိုင်းလည်းပတ်နိုင်ရစောချစ်တူကောင်းဆောင် PDF ကတတိပဲ K နှစ်သက်ကိုဝယ်တော့ PDF ကစီကားတိုင်းမြေဆာကျင်းပါပြီဖြစ်ပြီးပါဝင်စင်တဲ့ဘိတ်ကကင်းပြင်းနဲ့များရီမြို့နယ်ကေကေဘက်မှာဖြစ်ပေါ်နေတဲ့ခြေနေကြောင့်ရွှေကုတ်ကိုမြစ်တဲ့ပါဝင်များရီမြို့နယ်တွင်းရှိကြောပြလောင်ကစင်တာများအနေဖြင့်စိတ်ပူရမလို့ပဲနဲ့ပုံမှန်တိုင်းလုပ်ငန်းတွေလည်းပတ်လောက်ကင်နိုင်တယ်လို့စစ်တလောက်ကဘုံမူကြီးစောချစ်တူဦးဆောင်နဲ့ ် PGF ကတရားဝင်သိပေးလာကြောင်းကြားပြလုပ်ငန်းတွေမှာလောက်ကိုင်းတဲ့မြန်မာပြည်တန်ခါနေသေးရတယ်။အော်တိုဝါ20တန်းတွေကစိုက်မြောင်းရီမျိုးနဲ့ရှိကကေဘက်ကိုစစ်တပ်ကဝေရောက်စီးနေခြင်းစစ်တပ်လာက PGF ကကြားပြလုပ်ကိုင်းတွေကိုနှင်လွတ်ခြင်းခေါ်ထုတ်သွားခြင်းနဲ့လှုပ်ဆောင်ခြင်း PDF ကကြာဖြန့်ကကေဘတ်တွေဖောက်ခွဲမှုလုံဆောင်လာခြင်းကြောင့်ရွှေဘုတ်ကိုပါဝင်ကြာဖြန့်လုပ်ငန်းတွေလောက်ကိုင်းတဲ့စင်တာတွေမှာစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာကြောင်းထို့ကြောင့်ကြာဖြန့်လုပ်ငန်းတွေကိုအဓိကဦးစီလောက်ကိုင်းကာကွယ်ပေးနေတဲ့ PDF တစ်ဖွဲ့ကိုကြာဖြန့်လုပ်ငန်းရှင်တရုတ်တွေကြာဖြန့်လုပ်ငန်းတွေမှာမြန်မာနိုင်ငံသားတွေကဆက်သွယ်ပေးမြန်မာ PDF ကစိုးရိမ်ပူပန်ရမလို့ပဲပုံမှန်အတိုင်းကြာဖြန့်လုပ်ငန်းတွေလည်းပတ်နိုင်ကြောင်းထို့ပြင်လာမယ့်ဒီဇင်ဘာလမှာ K2 တက်ကိုပွဲတော်ကိုပါစီကတိုင်းနိုင်ငံ PDF ကဥဆောင်ချက်ပါမည်ဖြစ်ပြီးပါဝင်စင်တဲ့ဖိတ်ခေါ်ရတဲ့တရားဝင်တိပေးလာကြောင်းသိရတယ်။ ။ PGF ကဘက်ကရွှေကုတ်ကိုတက်မှရှက်လုပ်ငန်းတွေအားလုံးကိုဘာမှစွန့်ရင်စရာမလို့ပုံမှန်တိုင်းလုပ်ငန်းလည်းပတ်လုပ်ကိုင်းနိုင်တယ်။သူတို့အနေနဲ့ဆက်လက်ပြီးကာကွယ်ပေးနေမှာဖြစ်တဲ့ကိနစ်တစ်ခုပွဲတော်ကိုစုကဲတိုက်မြိုင်စာချင်းပါမှာဖြစ်လို့ပါဝင်စင်တဲ့ဖို့ဖိတ်ခေါ်ရေးစပေးသိပေးလာတယ်။သူတို့ကမစွန့်ရင်လည်းပြောပေးမယ်စွန့်ရင်မူကရှိနေကြတဲ့ရွှေကုတ်ကိုမြို့တဲတွင်စားဖြတ်လုပ်ငန်းမှာဦးစီးလုပ်ကိုင်းတဲ့မြန်မာနိုင်ငံသားကြီးကျက်သူတောကဆက်သွယ်ပြောဆိုတယ်။လည်းလော့ BGF ကဦးစီးလုတ်ကိုင်းနဲ့ရွှေကုတ်ကိုမြစ်တဲ့တွင်ရှိကြားဖြတ်လုပ်ငန်းတွေမှာပုံမှန်တိုင်းလုပ်ငန်းလည်းလုတ်ကိုင်းလည်းပတ်နေတဲ့အပြင်ကကေဘက်ကပြောင်းရွှေ့လာတဲ့တရုတ်သေးတချို့မှာရွှေကုတ်ကိုရှိစောင့်သေးတချို့ ို့မှလုပ်ငန်းတွေပြန်လည်စတင်နေကြ။ညရီမြို့နယ်တွင်ရှိ DKB PC လောက်ရှိကြားဖြတ်လုပ်ငန်းတွေမှာလည်းပုံမှန်တိုင်းလည်းပတ်နေစေဖြစ်ကြောင်းသိရတယ်။ရွှေကုတ်ကုံဝန်ခဆိုင်နဲ့ညရီမြို့မှာရှိ PGF DKB PC ဂိတ်ဝေးနေတဲ့ညရီမြို့အမှတ်9ရပ်ကွက်အမှတ်10ရပ်ကွက်နဲ့အမှတ်2ရပ်ကွက်ပါဝင်ညရီတမျိုးလုံးမှာရှိကြားဖြတ်စင်တာတွေညရီမြို့ပြင်မှာရှိမြစ်တာလင်မြိုင်မဲထော်တလေးအင်ဂျင်မြိုင်မဲလက်ပတ်ဘလူးဂျီဘလူးလေးကကေပတ်ဧကတရာဆိုင်နောက်ပြီးရင်စုံစီမြိုင်ကြောက်ခတ် DKBA ဌာနချုပ်တက်မှာရှိရဲ့ကြောင်းဖြန့်နေဝေါ်လီဘက်မှာရှိတဲ့ DKBA ဖွင့်ရွှေဝါကွင်းနေအကုန်ပုံမှန်တိုင်းလည်းပတ်နေပါတယ်။အော်တိုဝါ၂၀ရက်နေ့ကလေးက BGF မှာစော့ချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK ဘက်မှာကြောင်းဖြန့်တူတဲ့တွေအွန်လိုင်းဤပညာဆိုင်ပညာရှင်တွေပါဝင်ရေးပါသူတွေကိုကောက်ထုတ်ပြီးတချို့မှာရှင်ကုတ်ကုံမှာရောက်ရှိကတချို့မှာ BGF ကထူးစီစဉ်ပေးတဲ့နေရာတွေမှာရှားရီခုတ်လုံးနေကြသေးရတယ်။ ကကဘက်မှကြောဖြတ်တုတ်စီပါဝင်ရေးပါတူတွေကို BGF ကအထူးစီစဉ်နဲ့ရွှေ့ပြောင်းပေးရမှာမြောက်ရီမြောက်နဲ့ဆန်ကားကိတ်တင်ကန်းညင်တော်ကိတ်ကော့ဂရိတ်ကိုတိုင်းကိတ်ကျုံတိုးကိတ်ပါဝင်စစ်တပ်ကိတ်တွေကိုစစ်တပ်ကလမ်းကြောင်းဖွင့်ထားခဲ့ကြောင်းသိရတယ်။ကကဘက်မှ BGF ကအဓိကလုံခြုံရေးယူတာဝန်ယူတိစောက်ပိုက်တာတဲ့ online ကြောဖြတ်စင်တာတခုဖြစ်ပြီးမြောက်ရီမြောက်နဲ့တွင်ရှိကြောဖြတ်လုံခြုံရေးအားလုံးကို BGF ကစက်ကြီးကောက်ကအကောက်ွယ်ပေးထားခြင်းဖြစ်ပါတယ်။ ဆလတ်ပြီးကိုစဲလောင်းနဲ့ရွေးကောက်ပွဲကုန်ကြစိတ်တို့မြင့်တမတ်စစ်ကော်မရှင်ခန့်ပြောင်းစုရွေးကောက်ပွဲကော်မရှင်ကတက်ဆိုင်ရတော်တော်လိုက်ရွေးကောက်ပွဲဆိုင်အနည်းပရေတွေကိုပြင်ဆင်ပြီးကိုစဲလောင်းရွေးကောက်ပွဲကုန်ကြစိတ်ကိုတုံ့မြင့်လိုက်တယ်လို့နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေကဖော်ပြတယ်သက်ဆိုင်ရလွတ်တော်လိုက်ရွေးကောက်ပွဲဥပဒေပုံမှာ90ရာအနည်းတိုင်းအုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးနေဥပဒေတွေကိုအောက်တိုဘာ26ရက်နေ့မှာပြင်ဆင်ပြဋ္ဌာန်းတာလို့ကော်မရှင်ဩက္ကဋ္ဌဥက္ကဋ္ဌကလက်မှတ်ရေးထိုးတယ်ပြင်ဆင်လိုက်တဲ့ပြည်သူလွတ်တော်နဲ့မြို့သားလွတ်တော်ရွေးကောက်ပွဲနေဥပဒေပါပုံမှာ69ရာ ကိုစလေလောင်းတို့ကရွေးကောက်ပွဲကောက်ကြစေပြင်ငွေကျပ်သိန်းတရာတိခွင့်ပြုလိုက်ပါတယ်။ထိုင်းဒါမမဟုတ်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနေဦးတဲ့ပုံမှန်ကိုဆက်ကိုကာကြီးရကိုစလေလောင်းတို့ကငွေကျပ်သိန်းတရာတိ30ခွင့်ပြုသလိုခါဝဲမှာလည်းတိုင်းသားလူမျိုးကိုစလေလောင်းတို့ကလည်းငွေကျပ်သိန်းကတိ30နိုင်တယ်လို့ပြင်ဆင်ခဲ့တာပါ။အဲဒီပုံမှန်ပါရင်နေဥပဒေမှာတော့ငွေကျပ်350ထက်ပို့ပြီးတော့30ခွင့်ပြည့်တယ်လို့တိုင်းသားလူမျိုးကိုစလေလောင်းတော်လည်းတအုပ်ကငွေကျပ်300ထက်30ခွင့်ပြည့်ထားဖြစ်ပါတယ်။ ။သက်ဆိုင်လွတ်တော်လိုက်နေဥပဒေပုံမှန်68ခါဝေးရလွတ်တော်ကိုယ်စားလှယ်လိုက်ရွှေကောက်ဖွဲ့ကုံစားစေအတွက်မိမိကိုယ်ပိုင်ခွင့်နဲ့ဖြစ်စေပြည်ရင်းရှင်နိုင်ငံသားတဦးချင်းကဖြစ်စေကော်မတီဒါမော့ကော်မတီစုဖွဲ့တွေကဖြစ်စေတက်ဝင်ရရှိထားတဲ့ငွေကြေးတဲ့ကလှူဒန်းထားရင်ဝင်နေဖြစ်စေသက်ဆိုင်ပါတီအဖွဲ့စီကထောက်ပံ့နေဝင်နေဖြစ်စေကြားခံပြီးကုံစားစေတယ်လို့ပြောပြတယ်။မဆက်စီယုံမနေ့ရက်ကိုတော့တိုဘာ28ကနေဒီဇင်ဘာ26နေ့ထိရက်ပေါင်း60တက်မှတ်ကပြည်ထောင်စုရေကောက်ဘယ်ကော်မရှင်ကကြေညာထားပြီးဖြစ်ပါတယ်။ ။ဒါပေမဲ့လူစုလူဝေးနဲ့စီတန်းလှည့်လည်မဲဆက်စီရင်ခွင့်ကိုတော့လုံခြုံရေးအကြောင်းပြချင်တဲ့ပိတ်ပင်ထားပါတယ်။ဒီဇင်ဘာနောက်ပိုင်းမှာစက်တင်ကျင်းပမဲ့ပိုင်းလိုက်ထွေထွေရေကောက်ပွဲပြည်အောင်စုရေကောက်ပွဲကော်မရှင်ကနေစီစစ်ပြီးဝင်ရောက်ရှင်ပြရေကွက်ပြောရဲ90လောက်4930ကျော်ရှိပါတယ်။စစ်ကော်မရှင်ပြတန်းတာရေကောက်ပွဲဥတည်ပုံမှ41ကကြည်ရမဲဆန္ဒနဲ့တကူမှ90လောက်တဥဒါရှင်အဲ့ဒီမဲဆန္ဒနဲ့အတွက်ရေကောက်ပွဲမကျင်းပတော့ဘဲအဲ့ဒီပုံကောနိုင်ရလွတ်တော်ကိုစလဲပြည့်ကျင်းရမယ်လို့ဖော်ပြထားပါတယ်။ ဆလဘီမွန်ပြင်းနယ်မှာကိုယ်စားလှယ်လောင်းနေမဲ့ဆက်ဘောလုံးကြဲပုံမတော်မြင်တာမွန်ပြင်းနယ်မှာအနာသိန်းစစ်ကောင်ရှီယံကိုယ်စားလှယ်လောင်းနေမဲ့ဆက်စီရမူစတင်မဲ့ရမ်တိုင်မီကလေးကလုံကျွေးပုံမတော်မြင်ပြီးပိတ်ဆို့စစ်စင်းမွေဇက်တိုက်လှောက်ဆောင်တယ်လို့ပြောတယ်။အနာသိန်းစစ်ကောင်ရှီပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းနေမဲ့ဆက်စီရမနေ့ရက်ကိုတော့အောက်တိုဘာ28ကနေဒီဇင်ဘာ26ရက်ထိရက်ပေါင်း60ဆက်သတ်မှတ်ထားတယ်။အထူးသဖြင့်စစ်ကောင်ရှီကတော်လိုက်တက်ဖွဲ့တွေလှောက်ရှာမှုအကောင်နဲ့စိုက်ထိုးပြီးလဲတထောင်နဲ့ရေးမြနယ်မှာလုံကျွေးအင်အားများပြားအသုံးပြုထားပြီးကြံမြနယ်မှာတန့်ရာရေးထပ်ထိုးထားတယ်။ စစ်ကောင်ရှင်ကတော့ရွေးကောက်ပွဲမဲဆွယ်ကြဖို့ပါတီနဲ့ကိုယ်စားလှောင်းတွေကိုလူစုလူဝေးနဲ့စီတန်းလှည့်လဲမဲဆွယ်စည်းရုံးကိုလုံခြုံရေးကြောင်ပြချက်နဲ့ပိတ်ပင်ထားတယ်။ဝန်ပြည်နယ်မှာအနာသိစစ်ကောင်ရှင်ကျင်းပမဲ့အတွက်တွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်နိုင်မှုနိုင်ငံရေးပါတီကိုကိုကကိုယ်စားလှောင်း250ကျော်အမည်စင်းတင်သွင်းထားပါတယ်။နမက်ဒီဇင်ဘာ28ရက်နေ့မှာစစ်ကောင်ရှင်ကျင်းပမယ့်ရွေးကောက်ပွဲပိုက်တင်မှာတော့မွန်ပြည်နယ်ကြိုက်တို့တထုံမော်ဒမြိုင်ချောင်းဆောင်နဲ့ကြိုင်မြို့မြို့နယ်မှာရွေးကောက်ပွဲကျင်းပသွားမှုရှိနေပါတယ်။နောက်ဆက်အပ်ကြရတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရရှင်။